ညီကိုတို့အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမဂိတ်ကနေကြိုဆိုပါရစေ။ကျွန်တော်ကတော့ကိုဆက်ပါ။အခုကတော့2025ခုနှစ်စက်တင်ဘာလ26ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။လီဗာပူးနေပြအာနီစလော့ဟာဆောက်တန်တန်ကိုအနိုင်ရခဲ့တဲ့ကာရာဘောင်ဖလားပွဲမှာမိုက်မဲတဲ့အပြုမူကြောင့်အနီကပ်ပြခံရတယ်လို့သတ်မှတ်ပြီးတော့တိုက်စစ်မှုအီကီတီကီကိုနှစ်ပတ်စာလောက်ခလာစာနဲ့ညီများတဲ့ဒဏ်ငွေပေါင်9သိန်းပေးဆောင်ဖို့ဆုံးဖြတ်လိုက်တဲ့သတင်းကို ပထမဦးဆုံးအနေနဲ့တက်ဆက်ပေးချင်ပါတယ်။ Ikitiki ဟာစောက်တန်တန်းတဲ့ပွဲမှာ Iset အစားပွဲချိန်ဒုတိယပိုင်းမှာလူစားဝင်ကစားခဲ့တာဖြစ်ပြီးလူစားဝင်လာပြီး10မိနစ်ကြာချိန်မှာကွင်းလယ်တိုင်ကစောက်တန်တန်းကို free kick ကံခွေပေးထားချိန်မှာဘောလုံးကိုသွားခံလို့အဝါကက်ဆပြီးတော့အပြတ်ခံခဲ့ရပါတယ်။ပွဲချိန်85မိနစ်ရောက်တော့အနိုင်ကိုသွင်းနိုင်ခဲ့ပြီးချိန်မှာအင်ကြီးချွတ်အောင်ပဲခံခဲ့တာကြောင့်မလို့ဒုတိယအချိန်အဝါကက်ထပ်ပြခံရပြီးနှစ်ဝါတနီနဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။အာနီစလော့ကအီကီတီကီရဲ့လောက်ရဟာအစင်ချင်မဲ့တဲ့ အုံနောက်မရှိတဲ့လုပ်ရဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ကိုဝေဖန်ခဲ့တာပါအသင်းကိုထိခိုက်စေတဲ့လုပ်ရဖြစ်တာကြောင့်မလို့အာနီစလော့ကအီကီတီကီကိုဒဏ်ငွေပေးဆောင်စေခဲ့တာလည်းဖြစ်ပါတယ်အီကီတီကီဟာအသင်းအတွက်၅ဂိုးအထိသွင်းယူပေးထားတယ်ဆိုပေမဲ့မစင်မချင်းလုပ်တဲ့လုပ်ရမျိုးကိုထပ်မလုပ်အောင်လို့အာနီစလော့ကအခုလိုလှုပ်ဆောင်ခဲ့တာဖြစ်ဖို့များတယ်လို့ပဲထင်ရတော့မှာပါခင်ဗျာမယူတိုက်စစ်မှုရှက်ကိုလေ့ကျင့်ရေးကွင်းမှာစွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့်မလို့ မန်ယူအတွက်ဂိုးမသွင်းနိုင်သေးတဲ့မှတ်တမ်းကိုရပ်တန့်ဖို့နှီးဆက်လာပြီလို့မန်ယူကစားဘော်တွေကပြောခဲ့တဲ့သတင်းကိုဆက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်။ရှက်စကိုဟာလိချင်းအကွင်းမှာ1989ခုနှစ်တုန်းကမန်ယူကန်ဒိုဝင်တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့မတ်ဟူ့ချ်ကမန်စီးတီးဘက်ကိုသွင်းခဲ့တဲ့မန်ယူသမားရဲ့အလှဆုံးညီမကျကန်ချက်လိုမျိုးလှပတဲ့ဂိုးမျိုးတွေကိုသွင်းပြခဲ့တာကြောင့်မလို့မန်ယူကစားဘော်တွေကရှက်စကိုဟာမန်ယူအတွက်ဂိုးတွေသွင်းနိုင်တော့မယ်လို့ယုံကြည်နေတာပါ။ရှက်စကိုဟာမန်ယူအတွက်မိနစ်300အထိကစားပြီးချိန်မှာတကိုးမှမသွင်းနိုင်သေးတယ်လို့ ဂိုးပေါက်ကန်သွင်းချက်၅ချိန်ပဲပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်လီဂျင်ကွင်းမှာဆက်စကိုကပြိုင်ဘက်ဂိုးအေရီယာထဲမှာလှုပ်ရှားတာတွေလည်းအင်မတန်ကောင်းလာတယ်လို့အစုံသက်ဆွမ်းရည်လည်းပိုကောင်းလာလို့မန်ယူပရိသတ်တွေကဆက်စကိုရဲ့ဂိုးမိုးခေါင်နေတာတွေအစုံသက်တော့မယ်လို့ယုံကြည်လာတာပါအသင်းတစ်ကိုရောက်လာတဲ့တိုက်စစ်မူတိုင်းအနေနဲ့ဂိုးမသွင်းနိုင်သေးတဲ့များတော့ဖိအားတွေနဲ့ရင်ဆိုင်ရတာကြောင့်မလို့ဆက်စကိုတယောက်တော့ဂိုးအမြန်ဆုံးသွင်းနိုင်အောင်ကြိုးစားနေရတယ်လို့ပဲတုံ့တက်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ အစနေဟာနောက်ခံလူစားလီပါကို9နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ချုပ်ဆိုနိုင်တော့မဲ့တဲ့ရင်းကိုဆက်ပြောပြပါမယ်။ Real Madrid ကခေါ်ယူဖို့အဓိကပြစ်မှတ်တွေထဲမှာစာလီပါပါဝင်နေတာကြောင့်မလို့အစနေကသူ့ကိုစာချုပ်တစ်ချုပ်ဖို့ဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့တာပါ။နာမည်ကြီးတဲ့ရင်းဌာနတစ်ခုဖြစ်တဲ့ဒီ Athletic ကအာဆင်နယ်ရဲ့ဆာလီဘာတို့ဟာ၅နှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ချုပ်ကိုသဘောတူညီမှုရသွားပြီဖြစ်တယ်လို့လာမယ့်ရက်ပိုင်းအတွင်းမှာစာချုပ်တစ်ကိုလက်မှတ်ရေးထိုးတော့မယ်လို့ဖော်ပြခဲ့တာပါ ဆာလီဘာဟာ2029ခုနှစ်တီအာဆင်နယ်နဲ့စာချုပ်သက်တမ်းရှိပေမဲ့နောက်ပိုင်းမှာရီယယ်မက်ဒရစ်လိုအသင်းတွေကထိပ်တန်းကစားသမားတွေကိုစာချုပ်သက်တမ်းကိုအကုန်ဆောင်ပြီးတော့လစာအများကြီးနဲ့အလွတ်ခေါ်တာမျိုးတွေလုပ်နေတာကိုရှောင်လွဲဖို့အတွက်တော့အာဆင်နယ်ကစာချုပ်သစ်ချုပ်ဖို့ဆုံးဖြတ်လိုက်တာပါဆာလီဘာဟာ2019ခုနှစ်မှာအာဆင်နယ်ကိုရောက်လာခဲ့တဲ့သူဖြစ်ပြီးတော့လက်ရှိအချိန်ထိဆိုရင်အာဆင်နယ်အတွက်130နှစ်မှာ6ပွဲအထိကစားထားဖူးတဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာ ဘာစီလိုနာဂန်နဝင်းကစားသမားတယောက်ဖြစ်တဲ့ဘက်စကွတ်ဟာမေဂျာလိဘောလုံးရာသီကုန်ရင်အင်တာမီလန်နဲ့စာချုပ်သက်တမ်းမတိုးတော့ဘဲဘောလုံးကစားသမားဘဝကနေအနားယူတော့မယ်လို့အတည်ပြုပြောကြားလိုက်ပါတယ်။ဘက်စကွတ်ဟာ2008ခုနှစ်ကနေပြီး2023ခုနှစ်ထိဘာစီလိုနာမှာကစားခဲ့ပြီးတဲ့နောက်ဘာစီလိုနာကထွက်လာပြီးတဲ့နောက်မှာတော့အင်တာမိုင်ယာမီကိုရောက်လာခဲ့တာဖြစ်ပါတယ်။ဘက်စကွစ်ကခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုအခြေအနေကြောင့်မလို့ဘောလုံးဆက်ကစားဖို့အဆင်မပြေတော့တယ်လို့မိသားစုကိုအချိန်ပေးချင်တာကြောင့်မလို့လေဘောလုံးသမားဘဝကလည်းအနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ပြောခဲ့ပါဗျ ဘက်စကွတ်စာဘာစီလိုနာနဲ့အတူလာလီဂါချန်ပီယံဆိုရင်၉ချိန်ယူထားတယ်။ချန်ပီယံလစ်ချန်ပီယံ၃ချိန်၊စပိန်ဘရင်ဖလားချန်ပီယံ၇ချိန်တော့မှရရှိခဲ့ဘူးတဲ့သူဖြစ်တယ်လို့စပိန်နဲ့လည်း၂၀၁၀ပြည့်နှစ်မှာကမ္ဘာချန်ပီယံဆုကိုရရှိခဲ့တဲ့သူပါ။ဘက်စကွတ်စာကစားသမားဘဝမှာချန်ပီယံဆုပေါင်း36ဆုအထိကိုရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဘက်စကွတ်စာဘာစီလိုနာအကယ်ဒမီကပေါ်ထွက်လာတဲ့ကစားသမားတွေထဲမှာ ကွင်းလယ်ခန့်စစ်နေရာမှာအကောင်းဆုံးကစားနိုင်တဲ့ရှာရှာပါပါကစားသမားတယောက်ဖြစ်တယ်လို့သူ့ကြောင့်လဲဘာစီလိုနာတခင်ဖြစ်ခဲ့ရတယ်လို့ကိုပြောနိုင်တဲ့အထီကိုစွမ်းဆောင်ခဲ့တဲ့သူလည်းဖြစ်လို့ရရှိခဲ့တဲ့ချန်ပီယံဆုတွေနဲ့တော့ထိုက်တန်တဲ့သူလို့ပဲပြောရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။ ဒီကနေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုကျွန်တော်တို့ဘာမာကိတ်ကနေညီကိုတို့အတွက်စူးစီးပြီးတင်ဆက်ပေးခဲ့တာပါဒီပေါ်မှာညီကိုတို့ထင်မြင်ယူဆချက်တွေ comment လေးတွေပေးသွားနိုင်သလိုကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုတွေကိုလည်း like လုပ်ပြီးတော့ share လေးတွေလည်းလုပ်ပေးသွားနိုင်ပါတယ်ကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ